အခုတင်ဆက်ပေးမယ့်သတင်းကတော့မြမတူရင်တီတွေကိုပြပစီခွဲရရှိနိုင်ရေးတင်မဆောင်ရမယ့်ဆွဲသတင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာထွက်ရှိတဲ့ဒူရင်တီတွေကိုပြပစီကွက်ရရှိနိုင်ရဲ့အတွက်မြန်မာနိုင်ငံသတိဝက်လံပတ်မှန်နဲ့ဟင်းဒီဟိမဲဆိုက်ပြိုတင်မွန်ရောက်ရှာသူတွေတင်ထန်ကနေပြီးတော့အဆောင်ရလျက်ရှိနေတယ်လို့သိရပါတယ်။ကနဝတ်နေနဲ့တရုတ်နိုင်ငံကိုတင်ပို့နိုင်ရဲ့အတွက်တရုတ်စီကွက်ရရှိရေးအတွက်ဆောင်ရတော့မှဖြစ်ပြီးတော့အမေရိကန်ဒေါ်လာ1 billion ရဲ့ဒမုခန်တင်မွန်ရောက်ရှာနိုင်မှုအတွက်ဆောင်ရတော့မှဖြစ်တယ်လို့သိရပါတယ်။ မြန်မာဒူရင်တီတွေကိုပြပစီကွက်ကိုတင်ပို့ရောက်ရှာနိုင်ရတဲ့မြန်မာနိုင်ငံဒူရဲစိုက်ပျိုးတင်ပို့ရောက်ရှာသူများအသင်းကိုပြန်လည်ဖွဲ့စည်းခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မော်မီနယ်တို့မှနိုင်ငံအစ်ဖွဲ့စည်းထားရလို့သိရပါတယ်လာမယ့်2029ခုနှစ်မှာပြပနိုင်ငံတွေကိုမြမဒူရင်တီများတင်ပေါ်ရောက်ရှာနိုင်တဲ့ဒီဈေးကွက်ပေါ်ဆောင်နိုင်မယ်လို့ခန့်မှန်းထားပြီးလက်ရှိမှာပြည်ရင်းဈေးကွက်ကအတိကအားထားရောက်ရှာနေရတယ်လို့သိရပါဗျ။ ဒီတဲ့ရောတော့မြတ်တူတူကပြပို့လာတာပါ